ခုဒီဗီဒီယိုကြည့်နေတဲ့လူတွေကိုပြเสียရတခုရှိတယ်။ကြောက်သွားလား။ပင့်ကူကတော့ကြောက်တဲ့လူလည်းရှိတယ်လို့မကြောက်တဲ့လူလည်းရှိတယ်။ဒီလိုမျိုးရေးဆိုရင်ရောကြောက်ကြလား။တာကြီးဆိုရင်ရောဒီပုံတွေကိုကြည့်ပြီးဘယ်လိုခံစားရလဲ။ဘာမှမခံစားရဘူးဆိုရင်တော့ဂုံယူပါလေ။သင်မှာဖိုးဘီယာမရှိပါဘူး။တကယ်လို့လှန့်သွားတယ်ဒါမှမဟုတ်ကြောက်သွားတယ်ဆိုရင်တော့သင်စီမှာအကြောက်လွန်တဲ့စိတ်ဖိုးဘီယာရှိနေပါပြီ။ဒါပေမဲ့စိတ်ပူကြတော့မလိုပါဘူး။ ဖိုးဘီယာကိုအတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်တော့အကြောင်းပြချက်မမေရရမရှိပဲပြောမပြတတ်အောင်ကြောက်နေတာပဲဖြစ်ပါတယ်အကြောင်းပြချက်မမေရရမရှိဘူးဆိုတာကသူတို့ကြောက်နေတဲ့အရာကြီးကထပြီးရိုက်တာလည်းမဟုတ်ဘူးထပြီးဆိုမှကြိုက်တာလည်းမဟုတ်ဘူးဒါပေမဲ့အလိုလိုကြောက်နေတာဒါအောင်လဲသူတို့ကသိတယ်ဒါပေမဲ့ကြောက်တာပဲမတတ်နိုင်ဘူးဒီလိုကြောက်စိတ်မျိုးကလူတရာမှာ80လောက်ဖြစ်တတ်ကြတာဆိုတော့ဒါကိုတာမန်ကိစ္စတစ်ခုလိုပဲအရေးတကြီးမလုပ်ဘဲနဲ့နေကြတာများတယ် ဒီလိုကနေရှည်ရင်ဆွဲဖိုးဘီးယားတွေကပိုပြီးကြီးထွားလာပြီးတော့ psychosis လို့ခေါ်တဲ့စိတ်ရောဂါတစ်ခုအခြေအနေအထိကိုရောက်သွားကြတယ်။အယူထောင်ပဲသွားရတော့မလို့လို့ဘာလို့လို့ပေါ့ဗျာ။တကယ်တော့ဒါကဒီလောက်ထိဆိုးရွားတဲ့ယောဂါမျိုးလည်းမဟုတ်တလို့ယူဝါတာမျိုးလည်းမဟုတ်ပါဘူး။ဒါဆိုရင်ဖိုးဘီးယားဆိုတာကဘာကြောင့်ဖြစ်ကြရလဲ။ပျောက်အောင်ရကုလို့ရလား။ဘာလို့ဒီလိုတွေကြောက်နေကြရလဲဆိုတာကိုသိရဖို့အတွက်သိပ္ပံပညာရှင်တွေကလေ့လာခဲ့ကြပြီးမြဲအခုထိတော့တိကျတဲ့အဖြေတစ်ခုကမထွက်လာသေးပါဘူး။ဒါပေမဲ့ရေဘူးကဆန်တဲ့အဖြေတွေတော့ရှိပါတယ်။ အဲ့ဒါတွေကတော့အသက်အရွယ်အတွေ့အကြုံတွေမျိုးရိုးဗီဇတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ကအစိမ့်သက်သက်ဖြစ်နေကြတဲ့အရာတွေပေါ်မှာစိုးရိမ်တက်ကြတာသဘာဝပဲ။သူတို့ဖြစ်တော့အသက်73နှစ်အောက်ကလေးတွေမှာအများဆုံးတွေ့ရတယ်။ဒီအသက်အရွယ်မှာဆိုရင်အဲ့ဒီကလေးတွေအတွက်ကတော့တာမန်မဟုတ်တဲ့ကိစ္စတွေကိုကြောက်တတ်ကြတယ်။ဥပမာတရေကြောက်တာတို့ကြီးရဲ့အရာတွေကိုကြောက်တာတို့လူများတဲ့နေရာတွေတွားမှာကိုကြောက်တာတို့ရှိတတ်ကြတယ်။ အဲ့ဒီအသက်ရွယ်မှာတခုခုကြောက်တတ်တာကတော့ပုံမှန်ပါပဲအဲ့ဒါကြောင့်မို့လို့ကိုယ်ကလေးကဘာမှမဟုတ်တဲ့အရာတွေကိုကြောက်နေလို့ဆိုပြီးအပြစ်တင်တော့မစောလိုက်ပါနဲ့ဒါတွေအားလုံးကပုံမှန်ပါပဲဒါပေမဲ့မပြုတ်ပြင်မဲ့ထားလိုက်ရင်ကြီးရပါကြောက်စိတ်တွေဖြစ်သွားနိုင်တာမို့ပေါ်လို့တော့မရပါဘူးပြုတ်ပြင်နေဆိုတာကကြောက်အောင်မလားကကြောက်ချင်အောင်ကဆိုပြီးဖိအားပေးတာရိုက်တာတွေကိုပြောတာမဟုတ်ပါဘူးအဲ့လိုသာလုပ်မယ်ဆိုရင်တော့စိတ်ပိုင်းဆိုင်ရာယောဂတွေရလာနိုင်တယ် နောက်ထပ် phobia ဖြစ်စေတဲ့ကိစ္စတစ်ခုကတော့အတွေ့အကြုံတွေကြောင့်လည်းပါတယ်။ဥပမာလူတစ်ယောက်ကကိုယ့်ရဲ့အရှိမကားတိုက်ပြီးဆုံးသွားလို့ကားရီမြင်အရန်ကြောက်တာငငယ်ကတစ်ပင်ပေါ်ကပြုတ်ကြဘူးလို့တစ်ပင်တက်ရမှာကိုကြောက်တာတွေဒီလိုအတွေ့အကြုံတွေကြောင့်ပါပဲ။ဒီလိုကိစ္စတွေကများသောအားဖြင့်တော့အသက်ကြီးလာလေပိုဆိုးလာလေဖြစ်တာကြောင့်ပတ်ဝန်းကျင်ရဲ့လောင်ရည်သံတွေနဲ့သူတို့သူတို့ပေးတဲ့ဖိအားတွေကြောင့်စိတ်ရောဂါရသွားတာမျိုးတွေများတယ်။နောက်ထပ် phobia ဖြစ်စေတာတစ်ခုကမျိုးရိုးလိုက်တာပါ။ ပညာရှင်ရဲ့အဆိုအရဆိုရင်လူတစ်ယောက်ရဲ့အမျိုးထဲမှာပင့်ကူကြောက်တတ်တဲ့လူရှိတယ်ဆိုရင်သူ့ရဲ့နောက်ဆက်တွဲမျိုးဆက်တွေထဲကတယောက်ကလည်းပင့်ကူကြောက်တတ်ဖို့ရာခိုင်နှုန်းများတယ်။ဒါကသူတို့ရဲ့အသွေးသားဗီဇကိုယ်တိုင်ကပါလာတာဆိုတော့ပြုပြင်ဖို့ခက်ခဲတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့အသေးချာလေးပြုပြင်ရင်တော့မပြောက်เสียအကြောင်းတော့မရှိဘူး။ဒါဆိုရင်ကိုယ့်စီမှာရောဘလိုဖိုးဘီးယားရှိလဲဆိုတာကိုသိနိုင်မလဲ။တချို့ကကြတော့လေတာမန်ကြောက်ရုံလောက်ကိုဖိုးဘီးယားလို့အထင်မှားတတ်ကြတယ်လို့မျိုးအဲတချို့ကကြတော့လေဖိုးဘီးယားဖြစ်နေတာကိုတာမန်ကြောက်တာလို့ပဲထင်မိကြတယ် ဒီတော့အခြေအနေတစ်ခုခုဒါမှမဟုတ်အကောင်တကောင်တွေ့ရင်ဒီအရာကို အန်နီယမပေးနိုင်မှသိတယ်ဒါပေမဲ့ကြောက်တယ်တကိုယ်လုံးတုံကြီးလာမျိုးကိုခံစားမှုမယ်ဆိုရင်တော့ဖိုဘီယာရှိတယ်လို့အကျဉ်းပြင်းတတ်မှတ်လို့ရတယ်အဲ့ဒါထပ်ပို့ပြီးရင်ဘတ်တွေအောင့်လာမယ်အသက်ရှူတွေကျက်လာမယ်တွေးပြက်ခြောက်ခြားပြီးတတိလွတ်သွားတဲ့အထိပါဖြစ်ရင်တော့တေချာတယ်ဒါဖိုဘီယာရှိနေတယ်ဆိုတဲ့လက္ခဏာတွေပါပဲဖိုဘီယာရှိတဲ့လူတိုင်းကဒါမျိုးတွေကိုခံစားမှုကြတယ် တချို့ပြင်းထန်တဲ့ phobia တွေဆိုရင်အသက်ကိုယ်တော်တည်စီနိုင်လောက်တဲ့အထိပြင်းထန်တဲ့လက္ခဏာတွေပါရှိတယ်။အဲ့တော့ကမ္ဘာပေါ်မှာအတွေ့ရဆုံး phobia တွေအကြောင်းကိုကျွန်တော်ဆက်ပြီးပြောပြမယ်။ဒီစီရင်က phobia အမျိုးအစားပေါင်းထောင်ကျော်ရှိတဲ့တဲ့ကအတွေ့ရဆုံး phobia တွေမို့ကိုယ်မှာရှိတဲ့ phobia တွေပါမယ်လို့ထင်ရင်ဗီဒီယိုမကြည့်ပဲနားထောင်ဖို့အတွက်ကိုကျွန်တော်ကအကြံပေးခြင်းနဲ့နံပါတ်1အတွေ့ရဆုံး phobia ကတော့ irrational phobia လို့ခေါ်တဲ့ပင့်ကူတွေကိုမြင်ကြောက်တဲ့ phobia ပါ။ ပင်ကူကိုကိုက်သွားမှာစိုးရင်တလို့မျိုးပင်ကူတွေရဲ့လှုပ်ရှားပုံတွေနဲ့ပုံသဏ္ဍာန်တွေကြောင့်လည်းကြောက်ကြတာမျိုးရှိတယ်။ဒီဖိုဘီးယားလူတော်တော်များများမှာရှိတဲ့ဖိုဘီးယားတစ်ခုပဲဖြစ်ပါတယ်။နံပါတ်1နေရာမှာတော့တနတိုဖိုဘီးယားလို့ခေါ်တဲ့တေရမာကိုကြောက်တဲ့စိတ်လို့လူသိများတယ်။လူတိုင်းကတော့တေရမာကိုအနည်းငယ်များတော့ကြောက်ကြပါမယ်။ဒီဖိုဘီးယားရှိတဲ့လူတွေကတော့တာမန်ထက်ပိုပြီးတော့ကြောက်ကြတယ်။ တည်တယ်ဆိုတာကိုစိတ်ကူးရင်မိုံနေတယ်အပေါ်မှာပြောခဲ့တဲ့ဟိုတကိုယ်လုံးတုံတုံရီရီတွေဖြစ်လာတာယင်ဘက်တွေအောင့်လာတာအသက်ရှူတွေကျက်လာတာတွေအထိဖြစ်တတ်တယ်ဒီစိတ်ကိုကြော်လွားခြင်းနေဆိုရင်တော့ကျွန်တော်တို့ရဲ့ရွှေနှုတ် application နဲ့က staring at the sun လို့ခေါ်တဲ့ ။တေးမှာကြောက်တဲ့စိတ်ကိုမတေးခင်မှာအနိုင်ယူနီးဆိုတဲ့စာအုပ်ထဲမှာအခြေတော်ဖတ်လို့ရပါတယ်။ Shreno application ဆိုတာနိုင်ငံတကာကဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်မြန်မာဘာသာနဲ့အနှစ်ချုပ်ဘာသာပြန်ထားပေးတဲ့အပြင်တန်နဲ့ရောစာနဲ့ပါဖတ်လို့ရတဲ့ application တစ်ခုပါ။ကိုကအနှစ်ချုပ်မဖတ်ချင်ဘူး။စာအုပ်တအုပ်လုံးမှဖတ်ချင်တယ်ဆိုရင်လည်း full audio book တွေရှိတာမို့လို့အခုဒီ video ကြည့်နေတဲ့မိတ်ဆွေတွေတဲ့ကစာဖတ်တာကြိုက်တယ်ဆိုရင်အခုပဲ Play Store နဲ့ App Store မှာ download သွားဆွဲပြီးဆိုမှစာရေးဖတ်ဖို့ကျွန်တော်တိုက်တွန်းခြင်းနဲ့နောက်ထပ်အတွေ့အကြုံ phobia တစ်ခုကတော့ acrophobia လို့ခေါ်တဲ့အမြင့်ကျောက်တဲ့စိတ် တ်ပဲဖြစ်ပါတယ်။ဒီဖိုဘီးယားကနံပါတ်3နေရာမှာရှိနေပြီးတော့အထူးသဖြင့်အမျိုးသမီးတွေမှာအဖြစ်များတယ်လို့လည်းသိရတယ်။အမျိုးသားတွေမှာလည်းဖြစ်တတ်ပေမဲ့အမျိုးသမီးတွေလောက်တော့များများဆဆမတွေ့ရဘူး။အော်ဒါနဲ့စကားမဆက်ဟိုစပိုင်ဒါမန်တယောက်ဆောင်တိုဘီမကွာရရလေအမြင့်ကြောက်တဲ့စိတ်ရှိတဲ့လူတစ်ယောက်ဖြစ်ပါလေတဲ့။စပိုင်ဒါမန်အမြင့်ကြောက်တယ်ဆိုတာကိုဒါပထမဆုံးကြားဘူးတာပါပဲ။နံပါတ်၄နေရာမှာဆိုရင်တော့ Ophidiophobia ဆိုတဲ့မွေကြောက်တဲ့စိတ်ပဲဖြစ်ပါတယ်။မွေကအစိတ်ပြင်းလို့အန္တရာယ်ရှိရဆိုပြီးတွေးလို့ရပြီမဲ့ Ophidiophobia ရှိတဲ့လူတွေကမွေအစိတ်ကိုကြောက်ကြတာမဟုတ်ဘဲနဲ့မွေရဲ့သွားပုံလားပုံတွေခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကိုမြင်တာနဲ့ကိုကြောက်တဲ့လူကများတယ်။သူ့နောက်မှာရှိနေတာကတော့ Glossophobia လို့ခေါ်တဲ့လူရှိသူရှိမှစကားပြောရမှကြောက်တဲ့စိတ်ပဲဖြစ်ပါတယ်။အစင်မွန်တက်ပြီးစကားပြောရမယ်အစားအသေးပဲခံလိုက်မယ်ကွာဆိုတဲ့လူတွေပေါ့။ ဒါကလည်းလူတော်တော်များများမှာရှိတဲ့ phobia တစ်ခုဖြစ်ပြီးတော့လူတွေအများကြီးရှေ့မှာအရှက်ခွဲမှာကြောက်တာတွေလူတွေရဲ့အာယုံဆိုင်ခံရမှာကြောက်တာတွေနဲ့မေမေရရမရှိတဲ့အကြောင်းပြချက်တွေပါပဲဒီ phobia ကိုတော့ Warren Buffett နဲ့ Elon Musk တို့လိုနာမည်ကြီးတဲ့လူတွေစီမှာလည်းတွေ့ရတယ်ဒါပေမဲ့ဒီစိတ်ကကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့လေ့ကျင့်မှုတွေကိုအသုံးချပြီးဖျောက်လို့ရတာကြောင့်အဲ့လောက်ကြီးဆိုးရတဲ့ phobia တစ်ခုတော့မဟုတ်ပါဘူးနောက်ထပ်ကလေးတွေမှာအတွေ့အများတဲ့ phobia တစ်ခုလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ megalophobia လို့ခေါ်တဲ့ကျွန်တော်တို့မြန်မာလိုဆိုရင်တော့ ကြီးတွေကိုကြောက်တဲ့စိတ်ပေါ့ဗျာအကောင်ကြီးတွေအိမ်အကြီးတွေရုပ်ထုအကြီးတွေကိုမြင်ရင်ကြောက်တဲ့စိတ်လွန်ကဲတာဒါတော့လူကြီးတွေထက်လူငယ်တွေမှာအတွေ့များတယ်အထူးသဖြင့်ကလေးတွေမှာပေါ့အဲကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးရဲ့ဖျားခေါ်သွားရင်ဖျားဆင်းလို့တော့အကြီးကြီးတွေတွေ့လို့ငိုတဲ့အခါမှာရှေးဘွားကုတော်အကုတော်တွေများလို့ဆိုပြီးမဆိုင်နာတွေကိုအပြစ်မတင်မိဖို့လိုပါတယ်နောက်ထပ်လေအမောင်ကိုကြောက်တဲ့စိတ်တရဲကိုကြောက်တဲ့စိတ်အင်းဆက်တွေကြောက်တဲ့စိတ်နဲ့ ဂျက်ကီချန်လိုမျိုးဆေးထိုးအကြောက်တဲ့စိတ်တွေလိုမျိုးကြာဘူးမြင်ဘူးနေကြဖိုဘီးယားတွေရှိတဲ့အပြင်မှာ ရုပ်ဆိုးတာကိုကြောက်တဲ့စိတ်လူတွေကိုကြောက်တဲ့စိတ်မင်္ဂလာဆောင်ရမှာလက်ထက်ကမှာကြောက်တဲ့စိတ်အချစ်ကိုကြောက်တဲ့စိတ်တွေလိုမျိုးမကြားဘူးမမြင်ဘူးတဲ့ဖိုဘီးယားတွေလည်းအများကြီးရှိတယ်။ဒီလိုမျိုးဖိုဘီးယားတွေကိုကုသလို့ရလားဆိုတာကိုဖိုဘီးယားရှိတဲ့လူတိုင်းကသိကျင်နေကြမယ်လို့ထင်ပါတယ်။ပုံမှန်ဖြစ်တတ်တဲ့ဖိုဘီးယားတွေကဘာဆေးမှတောက်ဆရာမလို့ပဲကုလို့ရတယ်။ဒီလိုကုသဖို့ဆိုရင်တော့အလွယ်ကူဆုံးနည်းလမ်းနှစ်ခုရှိတယ်။ပထမတစ်ခုကတော့ ိုယ်တိုင်ရင်ဆိုင်တွေ့ခြင်းပဲဖြစ်ပါတယ်ဖိုးဘီးယားရှိတဲ့လူအနေနဲ့ကိုကြောက်တဲ့အရာကိုအရင်ဆုံးစိတ်ကူးရဲခေါ်လာကြည့်လိုက်ပါဒီလိုမျိုးအချင်းချင်းစိတ်ကူးနဲ့ထိတွေ့ပြီးသွားရင်သူတို့ရဲ့အကြောင်းကိုပိုတီးအောင်လုပ်မယ်ဥပမာပြောရရင်ပင်ကူတကောင်ကိုကြောက်တယ်ဆိုရင်ပင်ကူရဲ့အကြောင်းတွေကိုလိုင်းပေါ်မှာဖြစ်ဖြစ်စာအုပ်ထဲမှာဖြစ်ဖြစ်ရှာဖတ်ကြည့်ဖို့လိုတယ်။ဒီလိုဖတ်လိုက်တော့သူတို့အကြောင်းကိုသိပြီးတော့ပိုတောင်ကြောက်သွားမလားဆိုပြီးစိတ်ပူစရာတော့မလိုပါဘူး။ဘာလို့လဲဆိုတော့ဒီနီးလန်းကငါဒါကိုဘာလို့ကြောက်တာလဲဆိုတာကိုတေးသေးချာချာသိသွားအောင်လို့လုပ်ခိုင်းတာပါ။ ိစ္စတစ်ခုကိုကိုကတေးသေးချာချာတိသွားတာဆိုရင်တော့ပြင်ရတာပိုပြီးလွဲကူပါတယ်ဒီလိုလေ့လာပြီးပြီဆိုရင်တော့ကိုကိုကိုပြန်မေးကြည့်ပါငါဒါဟုတ်တကယ်ရောကြောက်ဖို့လို့လားဟုတ်တယ်ကြောက်နေတော့မယ်ဆိုရင်တော့ဒီထပ်ပိုပြီးရင်ဆိုင်မှုလို့တယ်ကိုကြောက်နေတဲ့အရာနဲ့ပတ်သက်ပြီးဓာတ်ပုံတွေကနေတဖြည်းဖြည်းချင်းထိတွေ့ကြည့်လိုက်ပါပင်ကူအကောင်သေးသေးလေးအစိမ့်မရှိတဲ့ပုံလေးတွေနဲ့စတင်ကြည့်ပြီးတော့တဖြည်းဖြည်းချင်းတစင်ချင်းစီအကောင်ကြီးပြီးကြောက်စရာကောင်းတဲ့ပင်ကူပုံတွေကိုရှာကြည့်မယ်။ ဒီလိုလုပ်တဲ့အခါမှာလေကို့အနေနဲ့အကောင်းမြင်စိတ်လေးတစ်ခုမွေးထားဖို့တော့လိုပါတယ်ဆိုလိုတာကတော့ပင့်ကူတိုင်းကအန္တရာယ်ရှိတယ်ဆိုတဲ့စိတ်ကိုခဏမေ့ထားပြီးတော့ပင့်ကူအများစုကအန္တရာယ်မရှိဘူးဆိုတဲ့စိတ်ကိုပြောတာပါပညာရှင်တွေကတော့ဒီအဆင့်ကို၄လကနေ၆လလောက်အထိလောက်ရင်ဖိုဘီယာတစ်ခုကတိတိတတ်တာပျောက်သွားနိုင်တယ်လို့ပြောကြတယ်။ဒါနဲ့လည်းအဆင်မပြေသေးဘူးဆိုရင်တော့ဒုတိယနည်းလမ်းဖြစ်တဲ့စိတ်ပညာရှင်တွေနဲ့တွေ့ဆုံကူတာဖို့လိုပါတယ်။ဒါရှက်စရာလည်းမဟုတ်တလို့လောင်ရည်စရာတစ်ခုလည်းမဟုတ်တာကြောင့်ကိုကိုကိုကဂယုဆိုင်ပြီးပြောက်အောင်ကူတာဖို့အတွက်အကြံပေးခြင်းပါတယ်။ မကူဘဲနဲ့သာထားလိုက်ရင်တော့ကြောက်တဲ့စိတ်ကပိုကြီးထွားလာပြီးတော့နေ့စဉ်ဘဝမှာပါအနောက်ရှက်ဖြစ်စင်နိုင်တာမို့မပေါ်စားဖို့အတွက်အကြံပေးချင်ပါတယ်။ဒီတော့ဒီဗီဒီယိုလေးထဲမှာပြောသွားတာတွေကလူတိုင်းနှီးပါးမှာရှိကြတဲ့တာမန်ထက်ပိုပြီးတော့ကြောက်တဲ့စိတ် phobia အကြောင်းပဲဖြစ်ပါတယ်။ဒီစိတ်ကပြင်းထန်တဲ့ယောဂါတစ်ခုမဟုတ်တလို့ရှက်စရာကောင်းတဲ့ကိစ္စတစ်ခုလည်းမဟုတ်ပါဘူး။ဒါလေးကိုတော့သိထားဖို့လိုပါတယ်။အဲ့ဒါမှသာကိုကိုကိုအပြစ်တင်နေတာတွေရက်ကြမှာဖြစ်ပြီးတော့သူများတွေကိုလည်းဝေဖန်တာတွေရော့နှဲလာမယ်လို့မြင်မိပါတယ်။ ထူးသဖြင့်တော့ကိုယ့်ရဲ့ကလေးကိုယ့်ရဲ့သားသမီးတွေကိုဖိအားပေးပြီးတော့စိတ်ဒုက္ခပေးတာတွေကိုခုကလေးကရက်လိုက်ဖို့လိုပါတယ်။မြင်နေတွေ့နေကြဖိုးဘီးယားတွေအပြင်ကျွန်တော်တို့တစ်ခါမှမကြောက်ဘူးတဲ့ဖိုးဘီးယားတွေလည်းရှိနေတာကြောင့်တယောက်ယောက်ကများကိုယ့်ရှိမှာအကြောက်လွန်နေရင်အားပေးကူညီပေးဖို့လိုအပ်တယ်ဆိုတာလေးကိုပြောချင်ပါတယ်။ဒါနဲ့အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေရောဘလို့ဖိုးဘီးယားတွေရှိကြလဲ။ဒါတွေဘလို့ကြော်ဖြတ်နေကြလဲဆိုတာကိုအောက်ကကွန်မန့်မှာလွတ်လွတ်လပ်လပ်ရေးသွားပေးကြပါအောင်ခင်ဗျာ။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။